မင်္ဂလာပါ။အော်ဒီဝိုင်းစောင်းနိုင်မှကြိုဆိုပါရစေ။ဇကရကမှာတော့အလဲဝဲမီဒီယာဂရုဖေဘွတ်ဖိတ်ကနေတင်ထားတဲ့ချိုင်းတာတာမြို့နယ်တွင်စက်သိန်း၄000ကျော်တန်ဖိုးရှိရွှေရည်ပစ္စည်းမျိုးစုံနဲ့ငွေများအားခိုးယူမှုကျွလွန်ခဲ့သူနဲ့တသက်ကံပစ္စည်းများတော်ဝက်တန်းစီပေးသူ၄ဦးတို့အားဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မလေးတိုင်းဒေသကြီးချိုင်းတာတာမြို့နယ်တွင်စက်သိန်း၄300ကျော်တန်ဖိုးရှိ ကျိုးရပစ္စည်းမျိုးစုံနဲ့ငွေများအားခေါ်ယူမှုကျွလွန်ခဲ့တဲ့သူအမျိုးသားတဦးတသိက္ခံပစ္စည်းများတဝက်တန်းစီပေးသူအမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးတို့အားတသိက္ခံပစ္စည်းများနဲ့တူဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။အပြီ၁၈ရက်တွင်မန္တလေးတိုင်းဒေသကြီးချမ်းရဲသာသာမြို့နယ်ဂျမ်မျိုးလုံးရက်ကွက်90လမ်းနဲ့82လမ်းကြား32ဘီလမ်းရှိခုနလောတိုက်ခန်းမြေကြီးတက်အခန်းမှ B1 နေ ဒေါခင်ဖြူမြင့်သည်၎င်း၏နေတိုက်ခန်းတွင်ရှိအထက်ခိုးပေါ်၌တိမ်းစီထားသည်ပီနံအိတ်တွင်ထက်ထားသောကျပ်သိန်း2000နှင့်ရဘောအိတ်တွင်ထက်ထားသောရွှေရပစ္စည်းမျိုးစုံတံမိုးကျပ်သိန်း2300ကျော်စုစုပေါင်းရွှေနှင့်ငွေရပစ္စည်းမျိုးစုံတံမိုးကျပ်သိန်း4300ကျော်ပျောက်ဆုံးနေကြောင်းတိုင်တန်းကြရရဆိုင်သာသာမျိုးနဲ့အမှတ်3နှစ်မြေရစကမ်းမှရာသတ္တကြီးပုံမှ380ဖြစ်အမှုဖွင့်လင်း၍ ပြစ်မှုကျွလွန်သူအားဖမ်းဆီးရမိနိုင်ရေးစောင့်သမ်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များပြစ်မှုကျွလွန်သူအားဖမ်းဆီးရမိနိုင်ရေးတရင်ရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ပြီးပြစ်မှုကျွလွန်သူကိုလွင်ကိုဦး၏နေပြည်တော်ပြည်ထောင်စုနယ်မြေတကုံးပြွနယ်တကုံးပြွနယ်လက်ပံကျေးရွာရှိနေအိမ်အား AB 26ရက်တွင်ဝင်ရောက်ဖမ်းဆီးချဖွေခဲ့ရာကိုလွင်ကိုဦး၏ဇနီးဖြစ်သူတော်တင်းတင်းဆိုအားတွေ့ရှိရပြီးထွက်ချက်အရာ အေဘီ19ရက်တွင်ကိုလွင်ကိုဦးပြမှုကျွလွန်ရရှိသည့်ငွေဖြစ်တကောမျိုး၌ကမ်ဘော125အနေရောင်ဆိုင်ကတစည်းအားဝယ်ယူခဲ့ကြောင်းကြံခိုးရပါငွေများနဲ့ရွှေရပစ္စည်းများအားဆာလာအဖြစ်ထုတ်၍လက်ပံကျေးရွာရှိနေဟိန်တို့ယူဆောင်လာခဲ့ပြီးအေဘီ21ရက်နေ့တွင်တည်တင်းစိုးဤဖခင်ဖြစ်သူဦးမြင့်နိုင်ညီမဖြစ်သူမဖြူဖြူခဲအိုဖြစ်သူကိုကျော်ကျော်ခိုင် ခကျော်ခန့်တို့နဲ့အတူ ကျေးရွာ၏အနောက်ဖက်တမိုင်ခန့်ကွာရှိတောင်ကုန်းပေါ်၌ကျေးရွာ၏အနောက်ဖက်တမိုင်ခန့်ကွာရှိတောင်ကုန်းပေါ်၌ကျင်းတူး၍မြောက်နံတဝက်တိုင်းစီထားခဲ့ကြောင်းစစ်ဆေးသိရှိရပြီးဒေါ်တင်းတင်းစိုး၏ထွက်ချက်ရ AB 26ရက်တွင်တပ်တိတ်ကံငွေ7300နှင့်အလေးချိန်6.75ရက်အလေးချိန်6.75ရက်ရှိရွှေလျက်ပစ္စည်းမျိုးစုံတို့အားတိုင်းစီရမိခဲ့ကြောင်းသိရပါသည် ပြည်မှုကျွလွန်သူဂိုလွန်ကိုဦးအား AB 29ရက်နေ့ညနေ၄နာရီခွဲ၌စပူတရီမြို့နယ်အောင်စမူကျိုးရွာရှိစေလျံတဲကုတ်ကန်းအခမ်းမှအိတ်တရီတွင်ခြားဖွေဖမ်းဆီးရမိခဲ့ပြီး၎င်းထံမှတပ်တေကံငွေ129တိန်အလေးချိန်3ချက်3ပဲ3ရက်ရှိ ရွှေလျပစ္စည်းမျိုးစုံကံဘူအမျိုးသားအနေအောင်ဆိုင်ခဲ့တစီကိုလွန်ကိုဦး၏နိုင်ငံသားစစ်စစ်ရေးကပ္ပတာတစ်ခု ကိုလင်ကိုဦးဓပုံကတ်ထားသော ကိုမျိုးသူအမည်ပါနိုင်ငံသားစစ်စစ်ရေးကပြားတစ်ခုလက်ကင်ဖုံးမျိုးစုံ၅လုံးတို့နဲ့တူတွဲရှိတန်းစီရမိတ်ကတ်ကြောင်းသိရပါတယ်ကိုလင်ကိုဦးရဲ့ထွက်ဆိုချက်အရ2024ခုနှစ်နိုဝင်ဘာလခန့်မှစတင်ပြီးမန္တလေးမြို့ပေါ်တွင်စားလုပ်ရေးလုပ်ငန်းတစ်ခု၌အလုပ်ဝင်ရောက်လုပ်ကင်ခဲ့ပြီး AB 78ရက်နနက်၈နာရီတွင်၎င်းအလုပ်လုပ်ကင်သည့်နေရာနေရှိခနလာတိုက်ခန်းမြင်ညီတဲ့ အခမ်းအမတ်ဘေဝါ၏အခမ်းအနားသို့ဝင်ရောက်ခါငွေနှင့်ရွှေရည်ပစ္စည်းများအားခိုးယူခဲ့ကြောင်းထိုမှတဆင့်တက္ကောမျိုးတို့ခီးတက်တင်ရင်ဖြစ်ပြန်လာကဇနီးဖြစ်သူအားငွေနှင့်ရွှေရည်ပစ္စည်းများအားသူဝက်တင်စီထားခန်းချင်းဖြစ်ကြောင်းသိရပါတယ်ဇနီးဖြစ်သူအားငွေနှင့်ရွှေရည်ပစ္စည်းများအားသူဝက်တင်စီထားဖို့ခန်းချင်းဖြစ်ကြောင်းသိရပါတယ်အထက်ပါကဲ့သို့နေရင်တွင်ဝင်ရောက်ခါ ငွေနဲ့ရွှေရပစ္စည်းများအားခိုးယူမှုကျွလွန်ခဲ့သူကိုလွင်ကိုဦးနဲ့တတ်တဲ့ကံပစ္စည်းများအားတဝက်တန်းစီပေးခဲ့သူများဖြစ်ကြသည့်ဒေါက်တင်းင်းစိုးအပါလေးဦးတို့အားဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရာတွေဝေးကွာကြပါစေဗျာ။